ော်မရှင်တဲ့ဘယ်နည်းမှာပိတ်တယ်လဲဆိုတာကိုလေးလာတနေ့တော့တွေပဲကြာတီးပြီးသားပါအဲတီးပြီးသားဆိုတော့ကျွန်တော်အခုထက်ထဲတော့ရမှာလားကွန်ဖီကလက်ခံပေးမလားဟုတ်ကျွန်တော်ပြောတာကျွန်တော်တို့ကြီးညာထားပါတယ်ကြီးညာထားတဲ့အတိုင်းပဲ90ကျော်ကျွန်တော်မမှတ်မိဘူးအမ်ပြောခြင်းညသူသူသူကိစ္စပဲကျွန်တော်တို့ကကျွန်တော်တို့ ပါတီတဲမှာဘုံလုံးကောင်ဖွဲ့ပြီးเนาะဒါဟိုတကယ်တမ်းပြောလို့ရှိရင်เนาะနိုင်ငံရဲ့ပြည်သူတွေအတွက်ချမှတ်ထားတဲ့ညီမချက်တွေကိုပို့ပြီးအောင်မြင်အောင်ဆိုလို့ကျွန်တော်တို့ဆုဖွဲ့တာပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူးကျွန်တော်ပြပြမယ်အပြောင်းလဲဆိုတာစိတ်ကူးပိုင်နိုင်အောင်ပြောင်းလဲလို့မရဘူးလုပ်ပိုင်ခွင့်နေရှိတယ် ဥမာနိုင်ငံတော်သမ္မတကြီးကနေပြီးတော့မှသူနိုင်ငံတော်သမ္မတတာဝန်ယူနေလဲဆိုရင်သူဝါရင်ဆုံးလူတယောက်ကိုသူလွှဲနိုင်တယ်ဆိုတာသူလုပ်ပိုင်တယ်ဘလူလွယ်လဲရတော့သူကလည်းဝါရင်နိုးလေးကျွန်တော်ပြောတာအဲနောက်တကဟိုကွန်ပဏီအစ်စ်တွေဖွဲ့စည်းကြတယ်ဟိုအဟောင်းကြီးပါပါတယ်အဟောင်းကအများစုပဲအဲ့ဒါလို့ဖွဲ့စည်းဖို့အတွက်ကိုကျွန်တော်တို့ဘိုလ်လုံးဆောင်အဖွဲ့အဟောင်းနဲ့အစည်းအဝေးလုပ်တာအများကြီးတက်တယ်အကုန်လုံးတက်တယ်အကုန်လုံးဒီဘက်တက်တယ်ခီးလွန်နေတဲ့လူကလွဲလို့အကုန်တက်တယ်အဲ့ဒီအချိန်မှာအစ်စ်မရှိသေးဘူး ကျွန်တော်တို့တော့ဒီလိုဖြစ်နေတယ်။ဒါဖြစ်နေတယ်ဆိုတဲ့ဥစ္စာကတော့ပို့ပြီးတော့မှပါတီတွင်းမှာကြိလက်ခိုင်းပါအောင်စီလုံးညီမြို့အောင်ပို့ပြီးလှုပ်တွေလှုပ်နိုင်အောင်ကျွန်တော်တို့လှုပ်ဖို့လိုတယ်ဆိုပြီးဒီလိုဆွေးနွေးကြတယ်။ဒါဆို Blue Day ဖွဲ့မယ်ဆိုအဲ့ဒီ company ကအတီးပြုတ်ပြီလေ။အတီးပြုတ်ပြီးဖွဲ့တာလေ။ဟိုကိုကိုဟိုမင်းလားဟိုလားဒီလားဆိုတော့မဟုတ်ဘူးလေ။ဝိုင်းမှာတင်ထားတဲ့ဟာပေါ့နော်ပြန်တက်လာတော့ ဥဒရတောင်ကိုသူကဥရှင်မောင်ဖျက်ပြလိုက်ပါတယ်ဆိုလို့ဒီဆရာကြီးကြောကြက်တယ်ဒီဥအောင်ပင်ကြီးကြောကြက်တယ်ရေးထားတာရှိတယ်ကျွန်တော်အခုအချိန်မှာကပြန်ပြီးကွဲလဲနေတဲ့ခါကျတော့ဒီပုံမှာဘယ်လိုမျိုးတခုခုရှင်းပြခဲ့လဲလွန်ပြတာအမှန်ပဲလေလွန်ပြတာအမှန်ဖြစ်တဲ့အတွက်ဥလွဲဥထအနေနဲ့တောင်းရင်ဆောင်ရတယ်လေဟုတ်လားအခုကျတော့လဲလွန်ပြဦးလေလွန်ပြတော့အခုကျတော့ဘာဘာမှပြောစရာမရှိဘူးရှင်းရှင်းလေးပဲเนาะအခုအခုကျတော့တောင်းဝင်ပြောင်းလဲတယ်ဒါပါပဲပါတီရဲ့အချိန်လေး ျွန်တော်တို့မှာအတိုက်ခံပါတီဆိုတဲ့အသုံးလုံးမရှိဘူးကျွန်တော်ပါတီမှာကျွန်တော်ပြောသေးရေကတော့အတိုက်ခံဆိုတဲ့စကားတစ်ခါမှမပြောခဲ့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအတိုက်ခံဆိုတာမရှိဘူးเนาะပါလီမန်ဆိုရင်တော့เนาะဒီထက်မှအတိုက်ခံဘက်ကတော့အစိုးရဘက်ကတော့ရှိလိမ့်မယ်နောက်တစ်ခုကလည်းအဲ့ဒီဥစ္စာကိုဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်ကျွန်တော်တို့ကအာဏာရပါတီလည်းမဟုတ်ဘူးပါတီနည်းနဲ့အတူတူပဲအနိုင်ရတဲ့ပါတီပဲဖြစ်တယ်အနိုင်ရတဲ့ပါတီဖြစ်တဲ့တူရဲ့ကျွန်တော်ပြောမယ်အတိုက်ခံဆိုတာမရှိဘူးလို့ကျွန်တော်ပြောတာ အဲ့တော့ခင်ဗျားပြောတဲ့အတိုက်ခံဆိုတာမရှိတဲ့အတွက်ကျွန်တော်ခင်ဗျားပြောတဲ့မေးခွန်းတော့ဘာမှဖြေစရာမလိုဘူးတင်ပါတယ်အတိတ်ချက်ကျွန်တော်ပြောပြမယ်နော်ပါဠိရဲ့မူကတော့ပြောင်းသလားဆိုတော့ခင်ဗျားတို့လေ့လာလိုက်ပါပါဠိရဲ့ယူမှန်းချက်တွေပြောင်းသလားဆိုတော့လေ့လာလိုက်ပါပါဠိကနေအဲ့ဒီယူမှန်းချက်တွေအောင်မြင်ဖို့အတွက်မူဝါဒနဲ့ လုပ်ငန်းလမ်းစဉ်တွေအကောင့်ထဲပေါ်တဲ့လုပ်ငန်းလမ်းစဉ်တွေကြောင်းသားဆိုတာလေ့လာလိုက်ပါကျွန်တော်တို့ပြောထားတာရှိပါတယ်ကျွန်တော်ကျွန်တော်တို့ကျွန်တော်ဟိုနေ့ကပြောတဲ့ website တွေမှာကြည့်လိုက်ပါဟိုနေ့ကပါတီဝင်နေတဲ့တွေ့တဲ့အချိန်မှာကျွန်တော်ပြောထားတဲ့ဥစ္စာမှားထားတဲ့ဥစ္စာလေးရှိပါတယ်ကျွန်တော်တို့မပြောင်းဘာဖြစ်လို့မပြောင်းလဲဆိုတော့ဒီနေ့ပါတီစုံဒီမိုစီလမ်းကြောင်းရအောင်ကျွန်တော်တို့တော်တော်များများလုပ်ရတယ်ကျွန်တော်တို့လုပ်ခဲ့တာတော့ကျွန်တော်တို့လုပ်ခဲ့တာကျန်တဲ့လူလည်းပါပါတယ်ကျန်တဲ့လူတွေလည်းပါတယ်အနောက်ရက်တွေအများကြီးပဲအဲ့လိုအနောက်ရက်များစွာတွေကစူးစမ်းထားတဲ့ဥစ္စာကို ဒီဥစ္စာတော့မလုပ်တော့ဘူးနောက်တစ်ခုသွားမယ်ဆိုတော့ဘယ်ဖြစ်ပါမလဲဗျာ၄နှစ်ပဲရှိသေးတယ်ဘယ်သွားမလဲဘာလဲဘောရမကြောင်းနေတယ်ဘောရမကြောင်းနေကောင်းကောင်းမင်းရတယ်ဖတ်နိုင်တာကြီးများလာတယ်အစိုးရပဲရေးနေကောင်းကောင်းကြီးများလာတယ်သုံးတယ်ကြာတယ်ဟက်လိုက်နာလေးဆော့ဖ်လိုက်နာလေးဆိုတာသုံးသက်တဲ့လူပေါ်မူတည်ပါတယ်ဗျာ။နော်လှုပ်ဆောင်တဲ့ပေါ်မူတည်လှုပ်ဆောင်တဲ့ဥစ္စာကြည့်ပါ။ဒါပါပဲကျွန်တော်ပြောချင်တယ်။ဟမ်အစိုးရပဲကျွန်တော်ပြောပြမယ်။နိုင်ငံဥထုံတဲ့နေရာမှာနော်အင်အားစုအဓိကအင်အားစုတွေရှိတယ်ပြည်သူ။ ြည်သူကကျွန်တော်တို့နော်ကျွန်တော်တို့တို့လည်းပဲကျွန်တော်တို့ပြည်သူတရားလုံးမဟုတ်ဘူးစိတ်ပိုင်းပဲပါတီဆိုတာပါတီတိုင်းကအစိတ်ပိုင်းတွေကြီးပဲရှိတယ်အဲတော့ပြည်သူလည်းကျွန်တော်တို့စည်းရုံးမှာပဲဘာလို့နိုင်ငံတော်ထူထောင်ဖို့စည်းရုံးမှာပဲနော်ဒုတိယကတော့နော်လုပ်ပိုင်ခွင့်ရှိတဲ့အစိုးရသူလည်းပါမှာပဲနော်သူလည်းပါမှာပါလို့မရဘူးအဲကျွန်တော်တို့ပြည်သူတွေကြီးပဲလုပ်မယ်ဆိုတာမဖြစ်နိုင်ဘူးအစိုးရမပိုင်ဘယ်လိုလုပ်မလဲဒါကြောင့်ဒီဥစ္စာအတွက်ကိုလည်းကျွန်တော်စည်းရုံးမှာပဲတိုက်တွန်းရမယ်ခုနကတော့ကျွန်တော်ပြောလို့အာဏာရပါတီမဟုတ်တဲ့အတွက်ခိုင်းလို့တော့မရဘူးစည်းရုံးမှာတိုက်တွန်းရမယ် အနောက်ကဒီဥစ္စာတွေအတွက်ဆိုရင်လွတ်တော်ထဲမှာနော်လွတ်တော်တွေကလည်းဒီဥစ္စာပဲဆောင်ရရတယ်။နော်ပြည်သူတွေအတွက်ပဲနော်နိုင်ငံနဲ့ပြည်သူအတွက်ပဲအကျိုးရှိအောင်ဆောင်ရရတယ်။အနောက်ကဟလာတရားဥပဒေစိုးမိုးရေးဟလာပြောနေကြတယ်တော်တော်များများအဲ့တော့တရားဥပဒေစိုးမိုးရေးရအောင်လေတရားရေးဆိုင်ရာဖွဲ့စည်းတွေကဆောင်ရွက်ဖို့လေကျွန်တော်တို့တိုက်တွန်းရမှာပဲ။နော်အဲ့ဒီထဲမှာတခုလွတ်နေသေးတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်နိုင်ငံလို့ဖြစ်လာရင်အမြဲတမ်းရှင်တွဲပြီးပေါ်လာတာတတ်တယ်။သူလည်းအဓိကအင်အားစုပဲ။ အဲ့တော့ဒီလူတွေနဲ့လည်းဒီပုံကူတွေနဲ့လည်းပေါင်းဆက်ပြီးဆောင်ရရပါပဲအာဟိုကနေအစိုးရနဲ့မနှိမ့်ဆက်ဘူးတမနှိမ့်ဆက်ရင်မနှိမ့်ဆက်တဲ့အလျောက်ကျွန်တော်ပေါင်းဆက်ပြီးမလုပ်နိုင်ဘူးပေါ့သို့တော်လည်းပဲကျွန်တော်တို့ဘာစီးရှိလဲဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာစီးရှိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်ထားတဲ့နော်စီးချားထားတဲ့အတိုင်းပဲကျွန်တော်တို့လုပ်အောင်ပေါ့ဒီတဲ့တော့ပို့လို့လို့မရဘူးအဲ့ဒီအောက်ခြေကနေပြီးတော့ပုံတက်သွားတယ်ညာလို့တက်တဲ့ပုံစံကိုပြောင်းလဲမဟုတ်ဘူးဆွေးနွေးဘက်ကလာတယ် ချို့ကအမြင်ထဲမှာလည်းမရှိနိုင်တာပါဒီတော့ပါ။ဒီချက်ကျွန်တော်ပြောမှာ။စူအမကဝင်လာတဲ့လူတွေကကျွန်တော်စီးစီးတယ်မဟုတ်လား။ကဲရောမတွေ့ဘူးလားအဲ့လူတွေစီးစီးနေတယ်မသိဘူးလား။ကျွန်တော်အတူလောက်ခဲ့တဲ့လူတွေပဲ။တက်တီတဲ့အဲဒုက္ခပြောင်းနေမှာပေါ့ဒုက္ခပြောင်းနေတယ်ကျွန်တော်တို့ရက်ကပြီးကြပါတယ်အဲဒီမဲဟိုဒီလိုမျိုးထဲထောက်တဲ့အခါမှာဆယ်လို့လိုက်တဲ့နောက်ဆက်တွဲနေနေတော်တော်ပဲမှာဆက်လက်ပြီးတော့1%ပြဿနာ နဲ့သူ့တော်ဘက်ကလာအကျိုးမသိအောင်သိမှုဆိုပြီးတော့လုံးလုံးကြည့်ရမယ်ပြောတော့ပါတယ်အဲ့ပုံမှာဟိုကျွန်တော်ရေးပြပါမယ်ကျွန်တော်ထွတ်တော်စီစဉ်ကကျွန်တော်လည်းလုံးလုံးမရဘူးထွတ်တော်တွေမှာတက်နေတဲ့ကိုယ်စေတွေလည်းဒီအစီအစဉ်လုတ်ပါလို့ပြောလို့မရဘူးလုတ်တဲ့ဥစ္စာထွတ်တော်ဥထာထွတ်တော်နိုင်ကဒါသူ့သူစီစဉ်ရတဲ့ကိစ္စဘလူကနေသွားပြီးစီစဉ်ရမှာလဲကဲသဘောမကြောက်ကြတယ်ပြောပိုင်ခွင့်ရှိပါတယ်နော်သူတို့လည်းပဲဒီအစီအစဉ်ကိုလုတ်ပြီးပါလို့ပြောလို့တော့မရဘူးနော်အခုဒီဥစ္စာနဲ့ပတ်သက်လို့1%နဲ့ပတ်သက်လို့ ျွန်တော်တို့ပါတီကတင်တာလားအခုအဲခင်ဗျားတို့ဒါဒါကျွန်တော်ကျွန်တော်ပါတီတင်ထားတာမရှိဘူးနော်ဟောတင်ထားတာမရှိဘူးကျွန်တော်တို့ဒီဥစ္စာနဲ့ပတ်သက်လို့လည်းပဲသဘောထားပြောမယ်ဆိုဖြည်းဖြည်းလုပ်ရင်တော့ရတယ်သူကလည်းပဲဒါသည်ဆုံးဖြတ်တဲ့ဥစ္စာသည်နော်နာယကကြီးဆုံးဖြတ်မှာပဲနာယကကြီးသူ့ရှိမှရောက်နေတာဟုတ်ကြာပြီကြာနေတဲ့အတွက်နာယကကြီးကဒါတော့လှုပ်တင်နေတယ်ထင်လို့သူလှုပ်တဲ့ကိစ္စပဲကျွန်တော်တို့ကနေပြီးတော့မှအရေးကြီးဆိုလှုပ်ပြီးတော့မှဒီ1%အတွက်လှုပ်ပြီးပါလို့တောင်းဆိုတာရှိရင်ခင်ဗျားပြောတာဟုတ်တယ်

အဲအစင်းနော်လွတ်တော်ကပန်လွတ်တော်ကပါရီရခန့်ထားတာမဟုတ်ဘူးညလွတ်တော်ကခန့်ထားတာ နော်ကျွန်တော်တို့နဲ့ဘာမှမပတ်သက်ဘူးဟုတ်လား သူတို့အောင်ရှင်မန်းနေတုန်းကပေါ့နော်ဟို NND ပါတီနဲ့ဆက်ဆံရေးကတော်တော်လေးကောင်းခဲ့တယ်ပေါ့အဲ့တော့နီးကပ်တဲ့ဆက်ဆံရေးတွေလည်းရှိခဲ့တယ်အခုအန်ကယ်ဥပြဖြစ်လာတဲ့အချိန်မှာကောအဲ NND နဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဘလို့အနေထားဖြစ်လာမလဲရှင်းတန်သူစုံတရားပြောင်းလဲဖို့များရှိလားမရှိပါဘူးကျွန်တော်တို့အတိုက်ခံဆိုတဲ့ဇကားတောင်ကျွန်တော်မသုံးပါဘူးလို့ပြောထားတာငကိုရေကပူပေါင်းဆောင်ရွက်ဖို့ပေါ့အန်ကယ်အကုန်လုံးကိုပူပေါင်းဆောင်ရွက်ဖို့လက်ကမ်းထားတာပဲနော်ဟုတ်ဆောင်ရွက်ဖို့တော့လက်ကမ်းထားအခုကျွန်တော်နာမည်ပြတယ်မှာအခုကဒီသမရာရာလူကိုဒီဖို့မြေကနော် အဲဥထာကြီးခင်ဗျားဆိုတဲ့ဥစ္စာတော့ကောင်းခဲ့ပါတယ်။နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒုတိယဥထာပဲရှိပါသေးတယ်။ဒုတိယဥထာပဲ။ဥထာကိုလည်းတာဝန်လူတွေတာဝန်ယူထားတယ်ဆိုတော့သမရရဲ့မြန်မာချက်လေးပါညာရှိလား။အဲကျွန်တော်ကျွန်တော်ပြောပြမယ်။ပထမဆုံးမြန်မာချက်ကတော့နိုင်ဖို့ပဲနိုင်မှခင်ဗျားပြောတဲ့ဥစ္စာကိုဆက်စဉ်းစားလို့ရမယ်မနိုင်မနဲ့သွားလို့တော့ကြတမျိုးဖြစ်နေမှာပေါ့ဘယ်ဥစ္စာလဲအရင်က1300ပြည့်ပြည့်သွားတော့ဒါပါဖြစ်တယ်ဘယ်ဥစ္စာလဲအရင်က1300ပြည့်ပြည့်သွားတော့ဒါပါဖြစ်တယ်အဲအဲနောက်ကြ1300ပြည့်သွားတော့ ျွန်တော်ထင်ပါတယ်တချို့အပြောင်းလဲလေးတွေရှိမှာပေါ့အနေချင်းအပြောင်းလဲလေးတွေရှိမှာပေါ့ဒါဟို၁၀ကဏ္ဍတော့မရှိပါဘူးအဲ့ဒါပဲပါအနေချင်းပဲပါလို့ဟာမလို့အော်တချို့တွေကနော်တချို့တွေကနေပြီးတော့မှဟိုဥမာကျွန်တော်အတိတော့ကစီမင်သာရေးကွန်ပီဆိုတော့နော်သူ့မှာနီးဦးတွေမှာကနော်စီမင်သာရေးကွန်ပီတဲမှာအစူမခန့်တဲ့ဥစ္စာတွေဝန်ထမ်းမဟုတ်ဘူးနော်ဝန်ထမ်းမဟုတ်ဘူးသို့တော်လည်းပဲနော်နီးဦးတွေမှာဘာပါနေလဲဆိုရင်တတိပုဂ္ဂလကပဲဝင်လို့ရတယ်လို့ပြောတယ် ဝန်ထမ်းအနေနဲ့ဆို confidence ကောင်းမယ်လို့ပြောတယ်ကျွန်တော်တို့တတိပုဂ္ဂလနဲ့ပြောင်းလိုက်တာပေါ့ဗျာဒါပဲပေါ့ဒါမျိုးတွေရှိမှာဟဲ့ဝင်းကြီးနှစ်ပါးပေါ့နော်ဝင်းကြီးနှစ်ပါးတော့မင်းနဲ့ဥဆိုသိဒီဘက်ဘာတီကလည်းနှုတ်ထွက်ပြီးတော့ဒီပုဂ္ဂလလည်းရှင်တော်နေသွားအဲ့တော့ဒီဘာတီကဘယ်လိုဖြစ်သွားလဲဘာတီကဒီလူလမ်းခွဲသွားတာလမ်းခွဲပါဘူးဘသူနဲ့မှလမ်းခွဲဘူးနော်ဘသူနဲ့မှခင်ရတို့ပြောသလိုဘသူနဲ့မှလမ်းခွဲဘူးအားလုံးကပါတီဝင်တွေပဲ ပါတီမှာတန်ရုံတင်ကြီးစွာနဲ့အတူတကွလှုပ်ခွက်ကြတဲ့လူတွေပဲလမ်းခွဲတဲ့ဆိုတာမရှိဘူးဘယ်လိုလဲအော်သူကတတိပုဂ္ဂလဝင်တော့ပါတီဖြစ်ဝင်မယ်ဆိုသူကန့်ကွက်ခံရမှာပေါ့သူဝင်ဘောဒါပဲရှင်းပါဘူးဟုတ်ပါပါတီကဝင်ပါမယ်မှောက်ချမယ်ဆိုတော့သက်သာတင်ထားတာမျိုးရှိပါလားရှင်ကျွန်တော်တော့မကြမ်းမိဘူးရှိရင်လည်းရှိမှာပေါ့ပါတီဆိုတာလူများတော့ကျွန်တော်တို့ပါတီကလူများတော့မကြိုက်လို့ထွက်မယ်ဆိုတဲ့လူမျိုးလည်းရှိနေတော့ပေါ့ဒါနဲ့ဒါနဲ့ကျွန်တော်ပြောမယ်မဟုတ်လေဒါပဲကျွန်တော်ပြောမယ်နော်အများပြားမရှိဘူးရှိရှိရတယ် ရှိရင်လည်းရှိမှာပေါ့ပါတီတိုင်းရှိတယ်ခင်ဗျားလည်းကျွန်တော်ပဲမေးနေထင်ထင်ရှားရှားဖြစ်တဲ့ဥစ္စာတွေယူသွားမမေးဘူးဟမ်ဘာလဲအဲပါတီဝင်လေပါတီဝင်ပေါ့ဗျာခင်ဗျားလည်းပါတီဝင်ပဲအဲ့ဒါကောအဲ့ဒီပေါ်မှာရောဟုတ်ဟုတ်အဲ့ အဲမဟုတ်လေကျွန်တော်ပြောမယ်။ဒါလည်းပါတီရတင်တယ်။ဟုတ်ပါပြီဟုတ်ပါပြီ။ပါတီရတင်တာမဟုတ်ဘူး။ဒါသူတို့ပါတီပါတီဝင်လွတ်တော်ကိုပဲတင်တာ။ဖတ်ကြည့်လိုက်ပါအဲ့ဒါပါသလားလို့။နှုတ်ရောရသလားလုံထုံးလုံးနေရောရှိသလားဆိုတော့မေးကြည့်လိုက်ပါ။ကိုယ့်ဘက်ကိုလေးလာလိုက်တော့เนาะကျွန်တော်ဒါကပြောနေမဟုတ်ဘူးဟုတ်တယ်တိပါပြောနေ။ဒါဖြစ်တာနဲ့ပဲတကယ်ဒါဖြစ်တာနဲ့လွတ်တော်ရန်နိုင်တိုင်းသာเนาะပြာရူကပဲရှားမယ်ဆိုရန်နာတော့ခဏခဏပဲ။ဘာလို့ပြောနေရခင်ဗျာဒါမဲ့ရုပ်ောက်ပဲခင်ဗျာဟာဘယ်လို၆ခုကြည့်နေလူတို့ကြည့်ကြရများကြည့်ကြရ ရွေးကောက်ပွဲရတော့ဗျာရွေးကောက်ပွဲစီမင်းတိုင်းသွားမှာပေါ့ဘာဘာမှလည်းတိဥစပြောင်းလဲမှာမဟုတ်ဘူးကွန်မရှင်ကချက်မှတ်ထားတဲ့ဥစ္စာပဲကျွန်တော်တို့ကလည်းမူတွေလည်းမပြောင်းကိုယ်စလဲတွေလည်းမပြောင်းဒါရွေးကောက်ပွဲနဲ့ပတ်သက်လို့ချထားတဲ့လမ်းကြောင်းတွေလည်းမပြောင်းဘူးဆိုတဲ့အချိန်ဘာမှပြောင်းလဲမှုမရှိဘူးနော်ရှိပါဘူးသူကဥစ္စာမန်ကိုဖယ်ချတဲ့အခါမှာလေဒီလိုအနောက်မှာသူကဥစ္စာမန်ကိုဖယ်ဥစ္စာမန်ရဲ့အခုချိန်မှာဆက်ဆက်ရေးအောင်ဘယ်လိုများရှိလာလဲရှင့်ဟော ွတ်တော်တဲ့နေရာတွေ့ပါလားသူလည်းလွတ်တော်ဥထတာဝန်ထမ်းဆောင်တယ်ကျွန်တော်လည်းလွတ်တော်ကိုယ်စားတာဝန်ဝင်ပြီးလုပ်နေကြတော့ပဲဘာများဖြစ်နေလို့လဲကဲဟိုတို့ပြနေတာပဲဟာပြင်မမှာပြောဆိုဆက်ဆံရရှိပါလားလိုရင်ရှိမှာပေါ့နော်မလိုတဲ့ချိန်တော့ဟိုဝင်တော့လည်းမရှိပါဘူးဟိုဝင်တော့လည်းမြင်တော့တိန်နေနေတော့မှမဟုတ်တာပဲဗျာနော်ကျွန်တော်ဥရှင်မောင်ပေးချရတဲ့ခါမှာကျွန်တော်နောက်ွယ်ရတယ်အရင်ကာကြုတ်ပေါ့နော်ဘယ်လိုမှ အဲ့ဒါအဲ့ဒါခင်ဗျားတို့ထင်မြင်စားချက်ပဲเนาะထင်မြင်စားချက်ပဲလေเนาะနောက်တစ်ခုကလည်းကျွန်တော်ပြောမယ်ခင်ဗျားပြောတဲ့အသုံးလုံးကဒါခင်ဗျားတို့ထင်ဟာဟိုစိတ်ထဲမှာရှိတဲ့ဥစ္စာပြောနေတာလားတော့ကျွန်တော်မသိဘူးဖယ်ရှားတာမဟုတ်ဘူးကျွန်တော်တို့တာဝန်တွေကိုဒီလိုပဲအလက်ကြပြောင်းနေတယ်เนาะခင်ဗျားဥပမာဆိုအအဖြစ်เนาะကျွန်တော်ထွေတီမှုကနေပြီးတော့မှเนาะထွေတီမှုကနေပြီးတော့မှကျွန်တော်ဒုတိယဥစ္စာတက်သွားတယ်အဲကျွန်တော်တို့ရှိရသူရာဥဝိမြင့်ဟာเนาะဒုတိယဥစ္စာတက်လာတယ် အဲ့တော့လည်းပုံစံပဲလေဒီပုံစံနဲ့ဒါဘိုလ်လုံးဆောင်ကနေဆုံးဖြတ်ပြီးလုပ်နေပါတီတိုင်းမှာရှိပါတယ်ဘာမှမထပ်ကြားလို့ရှိရင်အဲ့ကြားရတဲ့ဆိုတဲ့လူကိုသွားမေးတော့ဒါကြောင့်ကျွန်တော်မရှိဘူးကျွန်တော်ကတော့မရှိဘူးနောက်ပိုင်းမှာပါတီကောင်းဆောင်ပိုင်းပြောင်းလို့ရှိရင်အခုလိုအုံနာမျိုးပဲပြောင်းမှာလားကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံစီမင်းကျွန်တော်အချိန်ရရင်တအုပ်စီပြင်ဖတ်ကြည့်အခုကတော့ပါတီပါတီဝင်လေးပဲဖြစ်သွားတယ်ကွာ ဟောမဟုတ်ပါဘူးဘာမှမထူးဆန်းပါဘူးနောက်မတရုတ်နိုင်ငံမှာဆိုလို့ရှိရင်ဒီလိုပဲသွားကြတာပဲသွားရင်ကနေပြီးတော့နောက်ကျတယ်လည်းဖြစ်သွားတယ်ဟုတ်ဟုတ်ဟိုကလေးတစ်ခုပါရှင်ဟိုကတမန်တီကောက်ကသမရာကြီးကဒီပါတီဝင်ရနေဖြစ်လာတာတော့ဟုတ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာသမရာသမရာကြီးကနေပါတီကိစ္စတွေမှာသူကဆုံးဖြတ်စဉ်းစားပိုင်ခွင့်နေညာရနေသလားလို့ပါရှင်အမှန်တကယ်ဆိုသမရာအနေနဲ့ဒီပါတီကိစ္စတွေဝင်ပါစရာမလိုပေမဲ့ဒီဟိုဘဟုလုံးမှုဆောင်နေနဲ့ ဟိုဥပဒေအပြောင်းလဲမှာသူ့ဘက်ကနေပြီးတော့ဝင်ပါတာတွေကဘယ်လိုကြောက်မှလဲအဲ့ဒါလေးပြပြပေးရှင်တစ်ချက်ကတော့ကျွန်တော်တို့ဒီဥစ္စာပြောင်းလဲတောင်းဝန်ပြီးရခြင်းနဲ့ပတ်သက်လို့ကျွန်တော်တို့သဘောထားထုတ်ပြီးအဲ့တည်းမပို့ဘူးအာကြည့်ရပါကြောင်းလားအဲ့ဒီဒီအပြောင်းနဲ့အန်ကေရိုဒီဥက္ကဋ္ဌဒီဥက္ကဋ္ဌအပြောင်းနဲ့ကိုပါဝင်နေရတာလဲဆိုတော့နေပြပြနေဟုတ်ပြီညာရာဟုကသူ့ရာဟုပဲဥက္ကဋ္ဌဆိုတာ तू ကဥက္ကဋ္ဌပဲ သူပေးရမှာပေါ့ဘယ်လိုကပေးမှာလဲကဲအခုမေးတဲ့လူကပေးမလားကျွန်တော်ဟိုမှာ60တရင်းပြီပေးလို့မရတာပဲဟမ်ကျေကဦးရီကတမနာအနေနဲ့ပါတီကိစ္စတွေမလုပ်ရတော့ဘူးလို့ပြောထားပါတယ်ရှင်။မှန်တယ်။တာဝန်ပေးလို့ရပါတယ်။သူလွှဲပြောင်းပေးတာဥပဒေလဲ။သူကဦးရှိမန်းကိုတာဝန်ပေးတာလဲတမနာပဲလေ။သူသူပေးလို့ရတာပဲ။ဒါဆိုအခြေခံဥပဒေနဲ့များညှိနေမလား။မညှိပါဘူး။ညှိညှိမယ်ဆိုရင်ခုံးသွားမိလိုက်ပေါ့။ဒါပဲရှိတာပါ။ ်နော်ကြီးစရာမရှိပါဘူးဒီကကြီးကတာဝန်ကျွဲတာနေရာစီမံကျန်းဆွဲဝေးတာဒီပါတီကိစ္စဆောင်ရတဲ့ပုံစံပါတီကိစ္စဆောင်ရတာမဟုတ်တာဝန်သူသူသူ့မှာပြီးထားတဲ့တာဝန်သူကြိုက်တဲ့လူသူလွှဲလို့ရတယ်လွှဲပြီးတာပဲဒါဆိုမိလိုက်တာဖြစ်မှာတမန်ကြီးကဘာတုံးဒီကောက်မလဲသူဆန္ဒပေါ့ဒါဒါဆိုလို့ရှိရင်ဒီပါတီရဲ့ decision အကုန်လုံးကတမန်ကြီးကပဲဆုံးဖြတ်တယ်လို့ပြောလို့ရတာပါ ူမလုပ်ပါဘူးလို့ပြောနေတာဘာလို့အတင်းလုပ်ပါတယ်လို့လာမင်းတယ်လေဖွဲ့စည်းပုံအခြေခံဥပဒေကိုသမရလိုက်တော့မှာပေါ့နော်သမရလိုက်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေလေးရလိုက်လေဖွဲ့ပြီးတော့ကျတော့တာဝန်တွေခွင့်ပြီးတယ်ဆိုတာက သူကင်ထားတဲ့ယာရုတာဝန်သူဒီဥက္ခပဲနော်သူသူသူကဥက္ခပါပဲဒါဘာမှပြောင်းလဲစရာမရှိဘူးနော်သူဥက္ခပဲဥက္ခဖြစ်တဲ့အတွက်သူဥက္ခတာဝန်ကိုသူမလုပ်ဘူးသူလည်းပဲကြိုက်တဲ့လူသူပေးလို့ရတယ် ။နော်ပြေးလို့ရတယ်။ခင်ဗျားကကတော့ပထမဆုံးတစ်ခါလွှဲပြီးတော့လဲသူသမရာကနေပြေးတာပဲ။သူသမရာဖြစ်မှပြေးတာပဲ။မဖြစ်ခင်ကပြေးနေတော့မှမဟုတ်တာပဲ။မဟုတ်လား။အဲ့တော့ဘာမှဟုတ်တာမရှိပါဘူး။ဖွဲ့စည်းပုံအတိုင်းလောက်ထားတယ်။နော်ကျွန်တော်တို့ဒီဖွဲ့စည်းပုံနဲ့ပတ်သက်လို့ကျွန်တော်တို့လေ့လာတယ်။ဖွဲ့စည်းပုံနဲ့မညီတဲ့ဥစ္စာဘယ်တော့မှမလုပ်ဘူး။နော်ဒါဘယ်တော့မှမလုပ်ပါဘူး။လိုက်နာမှာပေါ့။ဟုတ်လား။ဟိုစီးစီးပြောင်းလဲရအောင် င်းငင်းသားသားကြောင်းလဲလို့ရရတဲ့အဲ့ဒါအခုလိုဒီလိုအီထိတ်လန့်တဲ့ပုံစံမျိုးဖြစ်သွားတဲ့ပုံစံမျိုးတော့ဒီလိုဘယ်လိုထိတ်လန့်နေလဲကျွန်တော်မင်းနာလူတွေကျွန်တော်လယ်ဝင်းရလူတွေဖေးကြည့်တယ်သိတော့မသိဘူးခင်ဗျားတို့ပဲသိတာခင်ဗျားတို့သိဖို့တွေပဲသိတာကျွန်တော်လူတွေမသိပါဘူးကျွန်တော်ထုတ်ပြန်တော့မှသိတာပါ။နောက်မထိတ်လန့်ပါဘူး။ဟုတ်ကျွန်တော်သွားတော့လေကျွန်တော်ပြူကြည့်ပြောင်းကြည့်တယ်မရှိပါဘူးကျွန်တော်လိုပဲသွားနေတာပဲဟုတ်တယ်လေရည်ကြီးတဲ့အစည်းအဝေးတွေရှိတဲ့ဆိုတဲ့အချိန်ကြီးသုံးသပ်ပါပဲရည်ကြီးတဲ့အစည်းအဝေးရှိရင် ဒီမှာအရေးကြီးစီးဆိုရင်ဒါလွတ်တော်တိုင်းမှာတောင်းမှာအရေးကြီးစီးဝေးရှင်တကားပိတ်မှာပဲလေဒီပုံစံလွဲလို့ပုံပို့ပါဘူးသူကထုတ်ပြန်တာတော့ကျွန်တော်မသိဘူး။အေးအဲ့လိုထုတ်ပြန်နိုင်အောင်ဝိုင်းပြောကြတဲ့လူတွေကြောင့်ထုတ်ပြန်တာဖြစ်မှာပေါ့ဗျာ။ဒါပဲရှိတာပေါ့။ဘုံကသူ့မပြောတဲ့လူကြီးသူပဲသိမယ်။ဟုတ်တယ်။တခုတော့ပါကျွန်တော်နောက်ဆုံးပြန်ပြီး စီးစီအစီးဖူးဝေးပွဲမှာအချိန်မှမပါတယ်ဘာလို့လဲဆိုတော့လက်ရှိချိန်မှာသူကလည်းဥက္ကဋ္ဌအနေနဲ့သူတောင်းယူထားရင်ပဲနဲ့သူတောင်းဝင်ကိုဆရာကိုပြောပြောင်းရမယ်အချိန်မှာသူအဲ့ဒီဆွေးနွေးပွဲတွေမတက်ရဘူးဆိုပြီးတော့သိရပါတယ်အဲ့တော့ဘာကြောင့်များမတက်ရလဲဒီလိုအရေးကြီးတဲ့အစီးအဝေးမှာသူ့ကိုဘာလို့များချန်ခဲတာပါလဲတိချက်ကတော့နော်ပြောပြောင်းတာအရင်မြတ်နော်ပြောပြောင်းတာအရင်လေပြောင်းပြီးပြီဆိုလို့ရှိရင်စီးစီးဆွေးမှာမရှိတော့ဘူးလေဒါပဲပေါ့ဟုတ်လား ဘာမနောက်ဘနောက်ဘလွပြောင်းတာနောက်မှမဟုတ်တာပဲလွပြောင်းနေဆိုတာအရင်လာတာကိုဟုတ်လားလွပြောင်းနေဥစ္စာပြီးတော့မှကျွန်တော်ကပူတွဲဥစ္စာဖြစ်လာတဲ့အချိန်ကျတော့ပူတွဲဥစ္စာနေပြီးတော့မှဆောင်ရွက်ပါဆိုတော့အဲ့အချိန်မှာစီးစီအဟောင်းလွပြောင်းတော့ကျွန်တော်ဖြစ်နေဖြစ်နေတဲ့အချိန်မှာစီးစီအဟောင်းနဲ့ကျွန်တော်လုပ်တယ်လုပ်တဲ့အချိန်ကျတော့စီးစီအဟောင်းတွေကလူတွေကပြောင်းလဲဖွယ်စီပါလူငယ်တွေရောလူလက်တွေရောလူကြီးတွေရောပြောင်းလဲဖွယ်ကြည့်ပါဆိုရင်စီးစီဟောင်းအဆုံးပြတ်တယ်။ဆုံးပြတ်တဲ့အချိန်ကျတော့စီးစီဟောင်းကပဲဘယ်သူတွေနဲ့ဖွဲ့မယ်ဆိုတော့သုံးသက်တယ် ဲ့တော့ပြောစရာရှိပါတယ်ဟာဒါအစိုးရပါလာတယ်တက်ကပါလာတယ်အကုန်လုံးသိတယ်ကျွန်တော်တို့ပြည်သူတွေကလူတွေလည်းအကုန်သိတယ်သိတဲ့လူတွေခေါ်မှာပေါ့အတော့သိတယ်လုံနိုင်တဲ့လူတွေစွမ်းရည်တွေသိတော့စွမ်းရည်တွေအတိုင်းခေါ်တာပေါ့တို့လည်းပဲအကုန်လုံးအရင်စည်းစီအဟောင်းကတော့တော်တော်များပါတယ်ထပ်ပြေးတာတော့ထပ်ပြေးတာအရင်တော့က40ကျော်ရှိတဲ့ဥစ္စာကနေပြီးတော့အခု60ကျော်ထိပြင်းနိုင်တယ်ဆိုပြီးကျွန်တော်တို့ကထပ်ပြေးတာနောက်နေ့ဖွဲ့စည်းပုံအခြေခံပါတီရဲ့စီမင်းအရာလည်းเนาะအဲ့တော့ပြီးတဲ့အချိန်မှာဒုတိယကျွန်တော်တို့အစည်းအဝေးကြတဲ့အချိန်ကျတော့အစ်စ်တွေဖြစ်လာတယ် ထားပါပဲ။အဲဒါဆိုလို့ရှိရင်အငယ်ဥရှင်မန်းနဲ့အငယ်နဲ့ယာလူအပြောင်းလဲချိန်မယ်ဆိုတဲ့ဥစားကြိုပြီးတော့အငယ်တို့တိထားတယ်ဆိုတဲ့သဘောလား။ကျွန်တော်မသိဘူး။နော်မသိဘူး။ပြီးပြရလည်းမရှိဘူးလို့မသိရလည်းမလို့ပါဘူး။ Positive loss to our mentality. This is dragging internal party politics into the parliament. What do you say to that? အဲပါလီမန်နဲ့ပတ်သက်လို့ကတော့ဘာမှမဖြစ်နိုင်ဘူး။နော်ကျွန်တော်တို့ပါလီမန်ဆိုတဲ့ဥစားပါတီဝင်တွေကလူပြည်သူကနေယူထားရင် ဒီလိုကိုယ်စားတွေကလည်းယူထားမယ်ဆိုရင်ဒီထက်မှလွတ်တော်ကိုယ်စားဖြစ်မယ်။ဒါကြောင့်လွတ်တော်ကိုယ်စားဖြစ်တဲ့အတွက်ကျွန်တော်လွတ်တော်ရဲ့တာဝန်တွေထမ်းဆောင်ရမယ်။လွတ်တော်ပြောတဲ့အတိုင်းတာဝန်ထမ်းဆောင်ရမယ်။ဒါဟာလွယ်လို့ဘာမှမကြည့်ကြပါဘူး။ကိုတော်ဆက်စုကြည့်တာပြောတာကဒီဟို USTV ပါတီပြဿနာကြီးဟာပေါ့နော်ဒီဒီလွတ်တော်တွေဒီဝင်လာပြီးလွတ်တော်တွေလို့ပြောရတာကအဲ့လိုမျိုးတုံ့ပြန်တယ်ဆိုတော့အဲ့ဒါမျိုးဘယ်လိုများတုံ့ပြန်လဲ။ကျွန်တော်တင်နေဘာမှမဖြစ်ဘူးအခုလည်းအေးဆေးသေးပဲကျွန်တော်မနက်လာအရင်တိုင်းပါပဲ သတင်းတော့တွေတော့ပုံများလာတယ်ဒါကလုံးလုံးဘာမှမထူးပါဘူးကျွန်တော်အခြေအနေကတော့ Are USDP members pushing for the recall bill to be passed in this parliament sitting? အဲဒီဥစ္စာနဲ့ပတ်သက်လို့နော်ဒါနဲ့ပတ်သက်လို့တော်တော်ရဲ့အစီအစဉ်တိုင်းပဲကျွန်တော်တို့တင်ပြလာတဲ့အချိန်မှာကျွန်တော်တို့ပါတီသူဝင်သူတော်ကူတွေရောသူတော်ကူတွေအားလုံးကရောသူတို့ရဲ့ဆန္ဒပြောလိမ့်မယ်အဲ့ဒါနဲ့ပဲအဆုံးဖြတ်ယူမှာပဲနော် ဒါပဲရှိတာပဲလွတ်တော်ဆိုတာကတော့ဒါကကျွန်တော်တို့တွတ်တနာကြိုင်းပဲပြောထားတယ်ပါတီဆွဲမရှိနဲ့လို့ပြောထားတယ်ဒေတာဆွဲမရှိနဲ့ URM ဆွဲမရှိနဲ့လို့ပြောထားတယ်လွတ်တော်ကုသေတူရဲ့ဆုံးဖြတ်ခွင့်နဲ့ပဲဒီဥစ္စာတင်ပါเนาะဒါဒါဒါတင်တာမဟုတ်ဘူးเนาะဆုံးဖြတ်ပေးမှာပဲ What happened at the USDP headquarters? Don't you say it's not the working of a democracy system. ကျွန်တော်ထင်ပါတယ်ကျွန်တော်ညအစည်းအဝေးလုပ်တာတွေကိုညနေအစည်းအဝေးတွေမသိလို့ဖြစ်မှာပေါ့အချိန်ရတဲ့အချိန်လုပ်ပါတယ်ဒီညမှာညကိုလုပ်လိုက်တာမဟုတ်ပါဘူးညနေနေ့တွေလည်းညလုပ်ပါတယ်မနေ့မနေ့တွေလည်းလုပ်တယ်နေ့လည်းလုပ်တယ်เนาะအချိန်နေပေးမှုပေါ့ကျွန်တော်တို့လုပ်တာပါဘူး နော်ဟုတ်ကဲ့ပါနိုင်ငံတကာလည်းပြောတယ်ပါတီတွေအရေးပါတီတွေဥက္ကဋ္ဌအကြောင်းလေးကိုဒီဒုံကျော်ရေးတွေယူရတယ်အဲ့လိုမျိုးညာရင်းချင်းတွေပသေးတန်ဆုံးဖြတ်ရတယ်ဆိုတဲ့ဆိုမျိုးကဒီမျိုးစီပါတီကတော့မဖြစ်ဘူးသူတို့ဆုံးတဲ့ကြာဝန်ခံကြားဒီပုံမှာပါတီတစ်ခုရဲ့လိုလို့ဆင်ပါပဲအသေးတန်လည်းမဟုတ်ပါဘူးဗျာ Does this send a message? Does USDP want to send a message that whoever is working with the opposition will be treated like this? တောင်းထိုင်နေကုလေးပါတီကဘယ်လိုလဲဒီကြောင်းလာပါဘူးတကယ်ဟိုဆိုတော့အတိုက်ခံပါတီတခြားအဖွဲ့တွေနဲ့ဟိုဆက်ဆံရေးကြောင်းလဲတော့မလားဒါမှမဟုတ်ဒီလိုလေအဲ့ဒါဘယ်လိုတော့ကျွန်တော်တို့ပါတီဖြစ်လာတဲ့အတိုက်ခံဆိုတာကျွန်တော်တို့ဘလူးမန်ပြောခဲ့ငူလဲတိုက်ခံဆိုတာမရှိဘူးပူပေါင်းဆောင်ရွက်မှာပဲတူဝင်ပူပေါင်းဆောင်ရွက်မှာပေါ့ပူပေါင်းဆောင်ရွက်တဲ့ဆိုတော့ကိုတယောက်တည်းလုပ်လို့မရဘူးနှစ်ယောက်ပေါင်းရတာကိုတယောက်တည်းရတယ်ပူပေါင်းဆောင်ရွက်မယ်လို့ပြောနေတယ်ပူပေါင်းဆောင်ရွက်နေတဲ့အခြေအနေပေးတဲ့ဥစ္စာမှာကြာအကုန်လုံးပူပေါင်းဆောင်ရွက်မယ်နော်ဒါဒါကျွန်တော်တို့ဘူးပါပဲဒါပြောင်းလဲမှုလည်းမရှိပါဘူး ော့အိုးစားတော့လေဘာလို့ပါဒီကခွေမင်းရဲ့ဒီပြည်ကဘာလို့လဲဘောရာယူဘောရာယူယူရည်